အလောမင်္ဂလာပါဒီကနေ့အောင်မျိုး YouTube Channel ကနေတဖန်ပြန်လည်၍ကြိုဆိုလိုက်ပါတယ်ဒီကနေ့ကျွန်တော်အောင်မျိုးကနေအကြောင်းအရာလေးတစ်ခုနဲ့လာရောက်ရင်မျှဝေပေးခြင်းပါတယ်ကျွန်တော်တို့ညီအကိုလေးပါအခုကျွန်တော်တို့ထိုင်းနိုင်ငံမှာနေထိုင်ကြတဲ့အခါမှာထိုင်းနိုင်ငံမှာဘာတွေဖြစ်ပျက်လဲဘာတွေဖြစ်နေလဲဘာတွေထူးခြားနေလဲဆိုတာကျွန်တော်တို့အမြဲတမ်းလေ့လာ တင်ယူဖို့အရေးကြီးတာပေါ့နော်အခုထိုင်းနိုင်ငံခရိုင်နယ်အများကြီးထဲပါပေါ့နော်အခုဖြစ်နေတဲ့နေရာလေးတစ်ခုရှိတယ်ထိုင်းနိုင်ငံရွာဘက်တွေမှာဆိုရင်ဘယ်လိုမျိုးအီဆန်ဘက်တွေမှာအဲ့လိုမျိုးရွာဘက်တွေပါပေါ့နော်အခုတော်တော်များများအရန်ကိုအေးနေကြတယ်ရာသီဥတုအကြောင်းပေါ့နော်အခုဒီဇင်ဘာလဲဝင်လာတော့မယ် တချို့နေရာတွေမှာဆိုရင်အခုကရေရပေါ့နော်အခုအချိန်ကရေရစပြီးတော့တချို့နေရာတွေမှာဆိုရင်တို့ကလူကြီးတွေဆိုရင်လူကြီးတွေရောခလေးတွေရောလူလက်ပိုင်းတွေမှာအစပေါ့နော်တို့တွေကလမ်းဘေးနားမှာမိပုံမွေးပြီးတော့တို့မိလုံကြတာဒီပုံလေးကိုကြည့်နော်ဒီပုံလေးကဒီဥလေးတယောက်ကသူကလမ်းဘေးနားမှာပဲသူကမိမွေးပြီးတော့သူကတစီတမားတော့နော်တစီဆွဲတဲ့လူတယောက်ဖြစ်တယ်သူအနှွေးထဲလေးပို့ပြီးတော့ ဒီမျိုးမီးလုံးများအေးတော့မအေးသေးဘူးဒါပေမဲ့သူတို့ကအခုခရေကဂျိုတင်ကာခွေထားတယ်ဒီလာမဲ့29 26 29 5ကစပြီးရှင်သူတို့ရဲ့တည်င်းထဲမှာပေါ့နော်ယာတူထိုင်းနိုင်ငံမှာယာတူတို့တော်တော်အေးလာမယ်လို့သူတို့တည်င်းထဲမှာဖော်ပြထားတာပေါ့နော်အဲကြောင့်တော်တော်အေးလာတော့မှာဖြစ်တယ် ျွန်တော်တို့ညီကိုတွေလည်းကျွန်တော်တို့ကမြန်မာနိုင်ငံကနေထိုင်းနိုင်ငံကိုကျွန်တော်တို့အလုပ်လာလုပ်တဲ့အခါမှာထိုင်းနိုင်ငံမှာဖြစ်နေတဲ့ယာတိဥတွေတချို့ကကျွန်တော်တို့ကထင်တယ်အာဘာမှမဖြစ်ပါဘူးဒီယာတိဥလောက်လောက်ကတော့ကျွန်တော်တို့အသက်က EC ပဲလို့ကျွန်တော်တို့ထင်တယ်ဒါပေမဲ့ကျူတင်ကာကွယ်မှုဆိုတာအမြဲတမ်းရှိရတယ်အခုဒီထိုင်းလူမျိုးတွေပေါ့နော်သူတို့ကအမြဲတမ်း ိုတင်ကြိုတင်ဆိုတာသူတို့လုပ်တယ်ဖြစ်တာမဖြစ်တာနောက်ထားသူတို့ကကြိုတင်လုပ်တယ်အဲ့လိုမျိုးကြိုတင်ကာကွယ်တယ်ကွာမဖြစ်ခင်ကတည်းကသူတို့ကကြိုတင်ကာကွယ်တဲ့အခါမှာနောက်မှာဖြစ်လာတဲ့ပြဿနာကသူတို့အတွက်ကအဆင်သင့်ဖြစ်သွားပြီလေသူတို့ကကြိုတင်ကာကွယ်လို့ရပြီကွာအဲ့ကြောင့်ကျွန်တော်တို့လည်းသူတို့နဲ့အတူလာနေတဲ့အခါမှာကျွန်တော်တို့အမြဲတမ်း ready ဖြစ်နေရမှာဘာပြဿနာပဲလာလာကျွန်တော်တို့အတွက် ready ဖြစ်သွားတာကွာအဲ့ကြောင့် ကျွန်တော်တို့တတိထားမယ်အခုကယာတုတုကအပြောင်းလဲအများကြီးရှိတယ်ကွာယာတုတုအများရန်ချိန်နေတဲ့အများရန်ရှိနေတဲ့အခါမှာအခုဒီဒီဇင်ဘာအဝင်မှာပေါ့နော်တော်တော်လေးကိုအေးလာမယ်နှစ်တိုင်းကျွန်တော်တို့လက်တည်နေတယ်ကျွန်တော်တို့ငယ်ကလေးကတည်လာတာပေါ့နော်ဒီဇင်ဘာလဆိုတာကအရန်ကိုအေးချမ်းတဲ့အချိန်ခါဖြစ်တယ်ကျွန်တော်တို့နေတဲ့မြန်မာပြည်တွေမှာဆိုရင်တော့မတိတာဘူးပေါ့ဗျာဒါပေမဲ့အနောက်နိုင်ငံတွေကိုကြည့်မှဆိုရင် အရင်ကိုအေးတယ်သူတို့တွေအနှွေးတဲ့အထိဝိုးတာတော့မကဘူးတချို့နေရာလို့ရှင်ရေတွေကရေရိုးတော့မရတော့ဘူးရေကဲထိတောင်ဖြစ်တယ်အေးတယ်အဲ့လိုမျိုးကြည့်အောင်ဖြစ်တယ်ကွာအဲကြောင့်ဒီတပ်ပုံလေးကိုကြည့်ဒါကလူကြီးတွေပေါ့နော်လူကြီးတွေကြည့်တချို့သူတို့ရဲ့မိဘတွေသူတို့ရဲ့ကလေးနဲ့အတူတချို့ပဲရှင်သူတို့ကလေးကိုချီးပြီးတော့အနှွေးထဲကထူထူပေါ့ အဲ့လိုမျိုးဆိုင်ကယ်မောင်းရင်ပို့ဆိုးတယ်ကျွန်တော်တို့အဲဆိုင်ကယ်မောင်းတဲ့အခါမှာလည်းအနှွေးထည်တွေဝတ်သွားပါကျွန်တော်တို့ရဲ့ယင်ဘက်ကိုအမြဲတမ်းကာထားပါဘာဖြစ်လဲဆိုတော့လေတိုက်တဲ့အခါမှာလည်းအီးမီတက်တယ်လူကြီးတွေဆိုရင်အပြင်သွားတဲ့အခါမှာကျွန်တော်အကြံပေးချင်တာပေါ့နော်မနေ့ပိုင်းမှာအခုဒီဒီဇင်ဘာလအတော်တွေ့မှာပေါ့နော်အပြင်သွားတဲ့အခါမှာကျွန်တော်တို့လူကြီးတွေပေါ့နော်အပြင်ကိုတိတ်မထွက်ပါနဲ့ ဘာဖြစ်လဲဆိုတော့အေးမိလာတဲ့အခါမှာလေတချို့လူတွေကအသက်ပါတတ်တဲ့အထီးတောင်ရှိတယ်အခုရာတူတို့ကအတော်လေးကိုဆိုးလာတယ်အခုဘန်ကောက်မှာဆိုရင်တို့ပြောလို့လေအာအဲ့ဒီတို့ရဲ့တည်င်းထဲမှာပေါ့နော်ထိုင်းရဲ့တည်င်းထဲမှာတို့ပေါ်ပြထားတယ်အာအေးချင်အအေးရဲ့ဒီဂရီရပါနော်20အောက်ထီတောင်ကြာမယ်တဲ့20အောက်ဆိုတော့ဘယ်လောက်ထီတောင်ကြာမလဲဆိုတော့တော်တော်လေးကိုအေးမယ် 20အောက်ဆိုရင်တော့အဲအကြောင်းကျွန်တော်တို့ကထိုင်းနိုင်ငံမှာနေတဲ့အခါမှာထိုင်းရဲ့တည်ငြိမ်ကိုကျွန်တော်တို့အမြဲတမ်းကြည်ပါအမြဲတမ်းလေ့လာပါကျွန်တော်လည်းနေ့စဉ်နေ့အမြတ်တည်အတိတ်အတိတ်တွေကိုကျွန်တော်လာရောက်ရင်းမျှဝေပြီးမှဖြစ်တယ်ကျွန်တော်ရဲ့ဗီဒီယိုချိတဲ့ညီကိုတွေလည်းကျွန်တော်ရဲ့အကောက်ကိုအမြဲတမ်း subscribe like လုပ်ထားပေးပါကျွန်တော်တည်အတိတ်တွေမျှဝေပြီးတဲ့အခါမှာကျွန်တော်ရဲ့ညီကိုတွေလည်းအမြဲတမ်းတွေ့ရလိမ့်မယ်ပါ ဖြစ်နေလဲဘာထူးခြားလဲပေးအရာမဆိုကျွန်တော်လာရောက်ရဲ့မျှဝေပေးမှာဖြစ်တယ်။အဲကြောင့်ကျွန်တော်ရဲ့ account လေးကို subscribe လုပ်ထားပြီးတော့ဒီကနေ့ကျွန်တော်ပြောသွားတဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲ။ကျွန်တော်ရဲ့ video ကိုချီးတွားတဲ့ညီကိုမှမှရောက်စတဲ့ကလည်းကိုကြီးချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့ video ဒီလောက်နဲ့ပဲအဆုံးသတ်ပါရစေ။အရောက်စတဲ့ကိုကျေးဇူးတင်ပါတယ်။